ြင်သစ်သမရာဟောင်းစာကိုစီ1005နှစ်ချမှတ်ခံရကွယ်လွန်သူလျပြားကောင်းဆောင်မိုမာဂရာဖီထံကနေယူရိုငွေတန်းပေါင်းများစွာပါဝင်တဲ့တရားမဝင်ရမုံငွေနဲ့ဆက်ဆက်မှုနဲ့ပြင်သစ်သမရာဟောင်းနီကိုလတ်စာကိုစီ1005နှစ်ချမှတ်ခံလိုက်ရပါတယ်။ ဖရီယာဇုံရဲ့တရားရုံးကစာကိုစီပေါ်နောက်ထပ်စွဲချက်နှစ်ခုဖြစ်တဲ့တဆင့်ခံအကျင့်ပြတ်ချစာမှုနဲ့မဲဆွယ်စီရုံးရေးအတွက်တရားမဝင်ရမုံငွေရှာဖွေမှုပါဝင်အခြားစွဲချက်တရားနဲ့ခွင်းလုံးကျွလုပ်ခဲ့ပါတယ်။စာကိုစီကအယူခံဝင်မှာဖြစ်ပေမဲ့အယူခံဝင်နေတော့အကျဉ်းထောက်မှာနေထိုင်ရမှာပါ။၂008ခုနှစ်ကနေ2012ခုနှစ်ထိတမရလုပ်ခဲ့တဲ့စာကိုစီက2008ခုနှစ်မဲဆွယ်စီရုံးရေးအတွက်ဂရာဖီထံကရတဲ့ငွေတွေကိုအသုံးပြုခဲ့တယ်လို့စွပ်စွဲခံထားပါတယ်။အပြန်အလှန်ဖြင့်ဂရာဖီကိုအနောက်နိုင်ငံတွေနဲ့ဆက် ံရေးကောင်းအောင်လုပ်ပေးမယ်လို့စာကိုစီကကြေပြုခဲ့ကြောင်းအစိုးရရှိနေတွေကဆွဆွဲခဲ့ပါတယ်။နိုင်ငံရေးအရာ မတရားဆွဆွဲမှုလို့စာကိုစီကဖြေရှင်းထားပါတယ်။ ်သူမဲဆွယ်စည်းရုံးရေးအတွက်ရမုံငွေရရှိဖို့စာကိုစင်ရတူလက်ထောက်တရားတက်ဆင်လေပြားအစိုးရအရာရှိတွေကိုဆက်သွယ်ခဲ့တယ်လို့တရားသူကြီးနာတာလီကာဗာရီနိုကပြောဆိုခဲ့ပါတယ်။စာကိုစင်ကိုလာမယ့်ရက်ပိုင်းတွင်အစ်တနာကိုပို့ဆောင်မှာဖြစ်ပါတယ်။ပြင်သစ်သမရာဟောင်းတူပထမဆုံးချိန်ထောင်နှံချခံရတာဖြစ်ပြီးဒတိယခွင်နဲ့အခြားဥပဒေဆိုင်ရာကိစ္စတွေမှာသူ့ကိုယ်သူအပြစ်ကင်းစင်ကြောင်းအမြဲလိုကောက်ွယ်ပြောဆိုခဲ့သူတို့အတွက်အရှမ်းရစရာထိုးနှက်ချက်ဖြစ်ပါတယ်။ သူတို့ကကျွန်တော်ကိုထောင်ထဲမှာအိတ်စေချင်တာကျွန်တော်ထောင်ထဲမှာအိမ်မှာပါဒါမဲ့ကျွန်တော်ဥမညွတ်ပါဘူးလို့သူကပြောခဲ့ပါတယ်လေပြာကောင်းဆောင်ရဲ့သားစာရဲ့အဲအစ္စလမ်ကစာကိုစီဟာရွေးကောက်ပွဲမဲဆွယ်ဖို့အတွက်သူ့ဖေစီဟာငွေတန်းပေါင်းများစွာယူခဲ့တယ်လို့2012ခုနှစ်တုန်းကဆွဆွဲခဲ့ပါတယ်နှစ်နှစ်အကြာ2013ခုနှစ်မှာစာကိုစီနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုကိုစတင်ခဲ့ပါတယ် ဆာကိုစီရဲ့မဲဆွယ်စည်းရုံးရဲကိုလီးဗျားကငွေကြေးအမြောက်များထောက်ပံ့ခဲ့ပြီးဆာကိုစီသမရဖြစ်ပြီးနောက်ယူရိုတန်း90ပေါင်53သန်းပမာဏရှိငွေကြေးထောက်ပံ့မှုတွေဆက်ရှိခဲ့တဲ့ကြောင်းဆာနဲ့ရှေးသားထားတဲ့တက်တွေရှိနေရလို့ပြင်သစ်နဲ့အရှိလက်ပိုင်းကြားဂျားလူဖြစ်ကာလာရှိလှူဆောင်ပေးနေတဲ့လမ်နိုစီဝါသမာစီယန်တာကီရတင်က2014ခုနှစ်မှာပြောပါရတယ် ်တမရဖြစ်ပြန်လဲရွေးကောက်ခံရရေးဂျိုးပန်းမှုမအောင်မြင်ပြီးနောက်ပိုင်းမှာစာကိုစီကရောက်စမှုများစွာနဲ့စုံစမ်းစစ်ဆေးခံခဲ့ရပါတယ်နောက်ဆက်နှစ်ပြန်လည်ရွေးကောက်ခံရရေးမဲဆွယ်စည်းရုံးမှုအတွက်တတ်မှတ်ထားတဲ့ပမာဏထက်ပိုသုံးခဲ့ပြီးအဲလိုသုံးဆွဲခဲ့ကြောင်းဖော်ထုတ်ခံရတာကိုဖုံးပြဖို့စူးစမ်းကြောင်းတရားရုံးက2024ခုနှစ်ဖေဖော်ဝါရီမှာဆုံးဖြတ်ခဲ့တာကိုစာကိုစီကအယူခံဝင်နေရဆဲဖြစ်ပါတယ်။အရင်မှုအတွက်သူကထောင်နဲ့တနှစ်ချမှတ်ခံခဲ့ရပြီး6လကိုဆိုင်းငံ့ဖြစ်တတ်မှတ်ခံထားပါတယ်။2024ခုနှစ်မှာသူက ပါတရားသူကြီးတူကိုလက်ပေးမှုတွန်းလွန်ခဲ့တဲ့အပြစ်ထင်ရှားကြောင့်2021ခုနှစ်မှာတရားဝန်ကဆုံးဖြတ်ခဲ့ပြီးအကျုံးနောက်နဲ့နေရတဲ့ပထမဆုံးသမရဟောင်းဖြစ်လာပါတယ်။သူဟာအကျဉ်းနောက်ကိုသွားเสียရမလို့ပဲခြေချင်းဝဲမှာ electronic ခြေရာခံဆက်တက်ထားပြီးနေအိမ်အကျယ်ကျုံးနေဖို့ပါရီအယူခံရုံးကဒီဇင်ဘာလမှာဆုံးဖြတ်ခဲ့ပါတယ်။